ရောင်ရုံနဲ့တူတဲ့လူတွေသွားလျှောက်တဲ့အေးအေးဆေးဆေးအလုပ်လုပ်ရင်ဒလကိုဒေါ်လာ1000ကျော်လောက်လာစာရမယ်အလုပ်ပရိသတ်များလုံးမင်္ဂလာပါဘာမှအိတ်သုံးလုံး channel ကနေကြိုဆိုပါရီတရုတ်နိုင်ငံ Happy Bee နယ်ရှိဝူကြီးရှန်ခရီးသွားဆွဲဆောင်ရနေရတင်လိုက်တဲ့အလုပ်ခွင်မှုကလူမှုကွန်ရက်ပေါ်မှာတကယ့်ကိုပြန့်နှံ့သွားခဲ့ပါရီသူတို့ကမြောက်ရှင်ဘရင်ဝစ်ဆောင်ဝစ်ပြီးလိုင်ကူထဲမှာအနားယူနေရတဲ့အလုပ်တစ်ခုကိုခေါ်ယူခဲ့တာအကြောင်းပါအရင်ဆုံးမြောက်ရှင်ဘရင် Monkey King အကြောင်းနည်းနည်းပြောပြရမယ်ထင်ပါရီ ဒါအနောက်တိုင်းသို့ခရီးသွားခြင်း Journey to the West လို့ခေါ်တဲ့တရုတ်ရိုးရာစာပေလက်ရမြောက်ဝတ္ထုကြီးတွေကဇလိုက်စကောင်ပါမြောက်ရှင်ဘရင်ကကြောက်တုံးကနေမွေးဖွားလာတဲ့မြောက်စွမ်းဤပြေဆုံးသူပါဒုံညာတင်းညိုင်းကိုဝင်ရောက်ပြီးကိုပြောက်တဲ့နီး82မျိုးတွင်ပြင်ပြောင်းတဲ့နီးတွေတင်ယူခဲ့ပါတယ်နတ်ဘုံထိသွားရောက်ပြီးစူပူဝါကြားတာတွေလည်းလုပ်ခဲ့ပါတယ်နောက်ဆုံးမှာဗုဒ္ဓမြတ်စွာကသူ့ကိုဝူကြီးရှန်တောင်ကြီးမှာနှစ်ပေါင်း900ကျားလမ်းကိုယ်ထဲမှာအကျဉ်းချထားခဲ့ပါတယ် နေပေါင်း900ပြည်မှသာတရုတ်ရဟန်းရှောင်းစုံကလွတ်ပေးပြီးအနောက်တိုင်းကိုဗုဒ္ဓစာပေထုတ်ယူဖို့ခရီးအတူလိုက်ခိုင်းတာဖြစ်ပါတယ်။ဒါကြောင့်ဝူကြီးရှန်တောင်ကဒီတနအီလာနေရဖြစ်ပြီးခရီးသွားတွေကိုအဲ့ဒီဇလန်အကြောင်းပြန်ပြောင်းတရိယာစေတဲ့နေရာတစ်ခုပါ။အခုခေါ်ယူတဲ့အလောက်ကရောဘာလို့ရမှာလဲ။ဒီအလောက်ရဲ့တာဝန်ကတကယ်ကိုရွေးရှင်းပါတယ်။မြောက်ရှင်ဘရင်ဝစ်ဆောင်ဝေးရမယ်။လိုင်ကူထဲမှာထိုင်နေရမယ်။ခရီးသွားတွေမြင်နိုင်တဲ့လိုင်ကူတနေရာမှာအနာယူနေဟန်ဆောင်ရမှာပါ။ ်အဲ့ဒါတွေပေးတဲ့အစားအစာတွေလက်ခံရမယ်အဲ့ဒါတွေကလာပြီးငပြောတီပန်တီဆရာတွေပေးကမ်းရင်လက်ခံပြီးကျေးဇူးတင်ပြသရမှာပါအလို့သဘောတဘာဝအရအဲ့ဒါတွေကိုမြောက်ရှင်ပြင်းတဲ့ဓာတ်ပုံရိုက်ခွင့်ပေးရမယ်ဖော်ပြပြငားတဲ့ပြုမှုရှိရမယ်စကားပြောစရာမလိုပါဘူးဝေဆောင်ကြီးဝတ်ထားတော့မျက်နှာအမူအရာနဲ့ပဲဆက်သွယ်ရမှာပါဒါသာကတလားကိုယွမ်6000အမေရိကန်ဒေါ်လာ140ကနေ1140ထိရပါမယ်။အလုတ်ချင်းကတော့မနက်9:00ကနေ12:00အထိတစ်ချိန် ညနေ2နာရီကနေ6နာရီအထိတက်ချိန်စုစုပေါင်း1ရက်9နာရီအလုပ်လုပ်ရမှာပါဒီအလို့အတွက်ပညာရည်ချင်းမလိုအပ်ပါဘူးအသက်ရွယ်ကန့်သက်ချက်မရှိပါဘူးဇာကောင်ကိုနှစ်သက်ပြီးပေါ်ပြတဲ့သူဖြစ်ဖို့ပဲလိုပါတယ်တခြားအချို့ခံစားခွင့်တွေအနေနဲ့အပူပေးသက်တက်ထားတဲ့လိုင်ကူထဲမှာနေရပါမယ်ဒါကြောင့်စောင်းရတီမှာနွေနွေထွေးထွေးနေရမှာပါအဲဒရီပေးတဲ့အစားအစာတွေကိုကိုယ်စိတ်ကြိုက်လုပ်လို့ရပါတယ်စားစရာတွေအကုန်လုံးစားဖို့မလိုဘူးကျန်းစာတွေကိုလုပ်ပေါ်ကင်ဘက်တွေနဲ့မျှဝေလို့ရနိုင်ပါတယ် အခမဲ့ခရီးသွားစကန်းဝင်ဝင်ရရှိပါမယ်ဒီနေရာရှိရစီကိုမိသားစုနဲ့တငယ်ချင်းတွေကိုအခမဲ့ခေါ်သွားလို့ရပါတယ်ဒီအလောက်ခေါ်ယူမှုရဲ့နောက်ွယ်ကရေရွက်ချက်တွေရှိပါတယ်လူတီများရဲ့တနအီလာဇလန်းကိုလက်တွေ့အသက်သွင်းတာခရီးသွားတွေကိုတပ်ပုံရိုက်ဖို့ဇလန်းတွေကစက်ကောင်နဲ့ထိတွေ့ခွင့်ပေးတာထူးဆန်းတဲ့အလောက်ကိုင်းကိုပြိတ္တတွေအံအားသင့်စရာကောင်းအောင်တည်ရှိစရာတွေပဲဖြစ်ပါတယ် ဒီလောက်ခေါ်ယူမှုပြန်ထန်သွားပြီးတော့ခရီးသွားဧည့်သည်အရေးအတွက်တိတိတတထုတ်တက်လာခဲ့ပါရီခရီးသွားစကန်းကတလာလုံးအခမဲ့ဝင်ဝင်ပေးခဲ့ရာရှောက်လာရီရေကြီးတလို့ဝင်လာခဲ့ပါရီတရေမီဒီယာတွေကလည်းဒီအလောက်ခေါ်စာကိုအခမဲ့ကြီးညာပေးသွားခဲ့ကြပါရီဒီလောက်ခေါ်ယူမှုကလူမှုကွန်ရက်ပေါ်မှာမီးလို့ပြန်ထန်သွားခဲ့ပါရီတချို့ကအိမ်မက်အလုပ်လို့အမိတက်ကြပါရီအဆုံးစားမရှိအခမဲ့အစားစာတွေစားပြီးလာစားရရဲလို့နောက်ပြောင်ကြတယ်လို့စိတ်ပီစည်းမှုမရှိတဲ့အလုပ်လို့လည်းခြေချကြပါရီ ချို့ကတော့အချိန်ကုန်တက်တာပဲမဲ့တတန်းတို့အလုပ်ဝတ်စုံကြီးဝေးရတာပူလောင်မဲ့အရန်ကြီးငွေစရာကောင်းမဲ့စားသဖြင့်ဝေဖန်ခဲ့ကြပါတယ်။လက်ရှိဒီခရီးသွားစကမ်းမှာတရုတ်ဆောင်တဲ့ဥကောင်ငားရန်ထားပြီးနောက်ထပ်တဲ့ဥကိုရှာဖွေနေတော့ပါပဲ။ရွေးချယ်ခံရမယ့်သူရဲ့လိုအပ်ချက်တွေအနေနဲ့မြောက်ရုံနဲ့တူတဲ့သူကိုဦးစားပေးပါမယ်။ပေါ်ရပြူငါတဲ့သူဖြစ်ရမယ်ဝယ်စုံကြီးဝစ်ပြီးခရီးသွားတွေနဲ့ဓာတ်ပုံရိုက်ဖို့ဝင်မလေးတဲ့သူဖြစ်ရမယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ် ဒါကြောင့်ညီကိုတို့တွေကအများယုံနဲ့တူတဲ့သူဖော်ပြပြငါတဲ့သူထူကြတဲ့အလုပ်အတွေ့အကြုံရှာနေတဲ့သူတွေအတွက်ဒီအလုပ်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခွင့်အရေးတစ်ခုပါပဲ။မြားယုံနဲ့တူတဲ့တင်းရဲ့တငယ်ချင်းလေးအတွက်မန်ရှင်းလေးခေါ်ပြီးအလုပ်ရှာပေးလိုက်ပါဦးနော်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။